ရုပ်ကိစ္စကအခု TNA တို့အပေါ်မှာလဲဦးပူစုပဲဆက်ပြောတော့ပဲသေးကျွန်တော်ပြောပြမယ်တိုင်းရင်သားခေါင်းဆောင်တွေကတရုတ်စီကရနေလို့တရုတ်ကိုချစ်လို့တစ္ဆာရှိလို့ခေါင်းကိုခန့်နေတာမျိုးမဟုတ်ဘူးဒါဟာအချစ်သက်လန်းလည်းမဟုတ်ဘူးဝတ္ထုလည်းမဟုတ်ဘူးတိုင်းရင်သားတွေဟာဓာဇခန့်အခြေအနေတစ်ခုပေါ်မှာနေနေရတာနေပါများစွာကြားလာပြီဆိုလိုချင်တာကကိုယ့်အိမ်ရှိတကားကိုလူတက်ကောင်ကမီးရှို့ဖို့လုပ်နေချိန်မှာထွက်ပြေးရမယ့်အိမ်နောက်တကားပေါ့ကိုလူမိုက်တယောက်ကဓာကင်ပြီး ခုတ်ဖို့စောင့်နေတဲ့ပုံစံမျိုးအခြေအနေမျိုးဆိုရင်မြင်ကြည့်ပေါ့ဗျာအဲ့လိုမျိုးအခြေအနေအရှိတကားကနေမိလာရှို့နေတယ်ထွက်ပြေးမဲ့အပေါက်မှာဓာတ်ကင်ပြီးတော့ယူရထားတယ်နှထင်ကိုတိမ်နှက်နှက်ချိတ်ခံထားရတဲ့အခြေအနေမှာပြစ်ချင်ရပြစ်ထလိုက်ငါတော့ဆက်ပြီးတော့လုံမယ်ဆိုတဲ့အဥ္စာမျိုးခင်ဗျားတို့ကျွန်တော်တို့ကလုံမလားအတိအကျအချက်လက်နဲ့တကွာကျွန်တော်ပြောပြမယ်ဒါဟာတရုတ်က တေချာဘစိတ်တက်မကားဘူးအကျင့်မကားဘူးနိုင်ငံကြီးပါဝါပြတဲ့ဝင်ရှုပ်တဲ့ကျူးကျော်တဲ့အနေချက်တဲ့အကြတဲ့လို့ပြောအလုံးမှန်တယ်အလုံးသိတယ်ဒါအိနည်းချင်းကျွန်တော်ပြောပြီးသားရွှေဝါလို့လည်းမရဘူးဒီမြေပေါ်ကတော့မိုင်ပေါင်းထောက်၃ယောက်ကျော်ထိဆန်းနေတဲ့ဥစ္စာကမနေ့ကတပတ်ခါလဲပြောင်းသွားမှာမဟုတ်ဘူးနောက်တက်တက်လဲပြောင်းသွားမှာမဟုတ်ဘူးမြေပေါ်မှာမပြတ်မချင်းရှိနေမှာပြီးတော့ online မှာတွေးနေရတယ်အေးအိုရီယာတရုတ်ကိုကြောက်နေရလားစစ်ကောက်စီရောတိုင်းပြည်တရုတ်စီ ထိုးရောင်းနေတာမတွေ့ဘူးလားသူလည်းကြောက်နေတာပဲအေးအိုရီကကြောက်နေတာတော်တိုင်းတမလှုပ်ပြီးတော့ကြောက်မနေနဲ့ဘာညာပေါ့ဘာလို့ဘသူမှတရုတ်ကိုမလွန်ဆန်ရဲတာလဲတရုတ်ဟာကိုလှုပ်ထက်လိုက်ဒေါ်သာထွက်နေကြတာရှိတယ်ကျွန်တော်ပြောချင်တာကတခွန်းနဲ့အပြတ်ပြောရမယ်တိုင်းရင်သားခေါင်းဆောင်တွေကတရုတ်စီကရနေလို့တရုတ်ကိုချစ်လို့တစ္ဆာရှိလို့ခေါင်းကိုခန့်နေတာမျိုးမဟုတ်ဘူးဒါဟာအချစ်ဇက်လန်းလည်းမဟုတ်ဘူးဝတ္ထုလည်းမဟုတ်ဘူး တိုင်းရင်းသားတွေဟာဓာသခန့်အခြေအနေတစ်ခုပေါ်မှာနေနေရတာနှစ်ပေါင်းများစွာကြာလာပြီဆိုလိုချင်တာကကို့အိမ်ရှိတကားကိုလူတက်ကောင်ကမီးရှို့ဖို့လုပ်နေချိန်မှာထွက်ပြေးရမဲ့အိမ်နောက်တကားပေါက်ကိုလူမိုက်တယောက်ကဓာကင်ပြီးခုတ်ဖို့စောင့်နေတဲ့ပုံစံမျိုးအခြေအနေမျိုးဆိုရင်မြင်ကြည့်ပေါ့ဗျာအဲ့လိုမျိုးအခြေအနေအိမ်ရှိတကားကနေမီးလာရှို့နေတယ်ထွက်ပြေးမဲ့အပေါက်မှာဓာကင်ပြီးတော့ယူရထားတယ်မီးရှို့ခံပြီးသိမလားအခုတ်ခံပြီးသိမလားအဲ့လိုသဘောမျိုး ပြီးတော့အချက်လက်တွေကိုမချပြခင်မှာကျွန်တော်ပြောချင်တာကကျွန်တော်တို့မြန်မာပြည်ရဲ့နိုင်ငံရေးပြဿနာဆိုတာပြည်တွင်းစစ်တပ်တက်လည်းမဟုတ်ဘူးဒေါ်လာရေးခက်ခဲလည်းမဟုတ်ဘူးတရုတ်ရဲ့စီးပွားရေးကစားကွက်ထဲကိုရောက်နေပြီလို့ယူဆလားယူဆတဲ့ဆိုရင် yes လို့ရေးခဲ့ပြီတရုတ်ကစိတ်ကြိုက်ကစားနေတယ်အဲ့လိုယူဆလားယူဆတဲ့အဲ့လိုနားလဲတယ်ဆိုရင် yes လို့ရေးမယူဆဘူးဆိုရင် no လို့ရေးဘာကြောင့်လဲဆိုတော့ပါရေးပေးခဲ့တရုတ်စီးပွားရေးကစားကွက်ထဲရောက်နေပြီ ဟုတ်လား yes or no တရုတ်စီးပွားရေးကစားကွက်ဆိုတာကကျွန်တော်တို့သေးစိတ်လိုက်ကြည့်မှမြင်ရမှာ data တွေနဲ့ ISP မြန်မာတို့ USIP တို့ထုတ်ပြန်ချက်တွေအားနေကြည့်မှသိတာလားတရုတ်စီးပွားရေးကစားကွက် तू ကအပေးပဲယူတယ်အရာပဲယူတယ် तू ကဟိုစီးပွားရေးသမားဆိုတော့သိရမလားအရှုံးမရှိဘူး तू ကတရုတ်နဲ့ဆိုတော့သိရမှာတရုတ်ကစီးပွားရှာတအားတော်ဆိုတော့သူမှရှုံးသွားတာမရှိဘူး तू နိုင်ကြည့်ပဲစီးပွားရေးကစားကွက်တဲ့ကျွန်တော်တို့ပြည်တွင်းစစ်ကရောက်နေတာ yes or no ပြီးတော့ yes တိများတယ် no တမားတော့ဒါတိတယ်ဘယ်သူလဲဆိုတာလေးစားတယ်နော်တိဥစ္စာတင်ထားဒီတော့ကျွန်တော်ပြောချင်တယ်ငင်းလို့များတဲ့တသက်တွေလည်းရှိပါတယ်တိချာမတင်ပြကြလို့တော်လိုင်းအဖွဲတွေနော်စစ်ကောက်စီဖင်ပေးပေါင်းတာတွေသူလည်းကြောက်တယ်တိုင်းသားဖွဲတွေလည်းကြောက်တယ်တော်လိုင်းဖွဲတွေကြောက်တယ်ဘာဖြစ်လို့ကြောက်တာဒါဟာတော်လိုင်းရေးကိုတိဆောက်ဖောက်တာတိုင်းပြည်ကိုတိဆောက်ဖောက်တာမျိုးမဟုတ်ဘူးတိရုပ်စကားနားထောင်နေရတာတိဆောက်ဖောက်တာလို့ပြောလို့မရဘူးနှစ်ထင်ကိုတိန်တန်းနဲ့ချိတ်ခံထားရလို့ ်မဆရာကြီး2024 2025ပဲကြည်ကြည်အစ်စ်လေးနဲ့စေရေးလာလေ့ကျင့်တာမြေပါတုံးတယ်ဘယ်ချိန်လဲအဲ့စေရေးလေ့ကျင့်တဲ့အချိန်ကကေပောင်း14 gate နဲ့ဇာ gate အလုပ်ပိတ်ပြီးတော့စေရေးလေ့ကျင့်တာလက်နက်ကြီးတွေနဲ့စောက်ဆိုင်တွေစေရေးလေ့ကျင့်တဲ့ကြည်အစ်စ်တွေနဲ့မြေပါတုံးတယ်လေအဲ့ဒေသမှာတည်င်းနေမှာပါတယ်ဟုတ်လား အဲ့ဒါက message ပေးပို့တာလေဒါကိုကျွန်တော်ပြပြမယ်ပထမအဆုံးချုပ်ပိုက်နဇက်ကပိတ်ဆို့မှုဘယ်ရောက်လဲ2024အောက်တိုဘာမှာကတည်းကနော်2024ခုပိုင်းကြော်ပြီးဖြစ်လာတယ်အခုအောက်တိုဘာမှာအာအောက်တိုဘာမှာ2024မှာကတည်းကပိတ်ခဲ့တာဟာ2024ကိုပထမပိုင်းအပြီးမှာ14ခုပိတ်တယ်ကိုကန်းမှာဘယ်လောက်ထိဆိုးလဲဆိုရင်2024ကိုတိုက်တယ်လောက်ကန်ရောက်သွားလောက်ကန်ကိုမရတဲ့ဝိုင်းထားတဲ့အချိန်မိမှာ စစ်တိုက်တဲ့ဆိုတော့သူ့ဘက်ကိုဘက်အရေးပေါ်လူနာတွေရှိတယ်။မီးဖြတ်ထားတယ်အင်တာနက်လိုင်းဖြတ်ထားတယ်ရေဖြတ်ထားတယ်။လောက်ကင်အဲ့ဒီအရေးပေါ်လူနာတွေအကောင်လုံးကဆေးရုံမှာဘာလုပ်လို့မရဘူးတိတ်ခံမှလို့ဖြစ်နေတယ်။ခင်ဗျားတို့စဉ်းစားကြည့်လေ။မီးဖြတ်ထားတယ်ရေဖြတ်ထားတယ်။လောက်ကင်ကိုလေကိုကန့်ကိုလေဘယ်လောက်ထိခက်ခဲလဲစဉ်းစားကြည့်လေမီးဖြတ်ထားတယ်ရေဖြတ်ထားတယ်အဲ့ဒီ golden bike ကတရုတ်ကပဲရတာမီးရေကအဲ့တော့အရေးပေါ်လူနာတွေ ဆေးရုံမှာဗာဆက်မှာလည်းပတ်လို့မရဘူးအကောလို့အရေးပေါ်လူနာတယ်ကောလို့အဲ့ဒါချင်းချင်းပြောရင်တော်တော်ရက်ဆက်တဲ့နီးပဲနော်ကျွန်တော်တို့ကနဇက်ဂိတ်ပိတ်တယ်ကုန်စည်စီးပွားရေးသူ့ဖက်လက်ထိကိုယ့်ဖက်လက်ထိတည်းထင်တယ်မဟုတ်ဘူးဒီဖက်ကောက်ကောက်တွေကလောကမိခုန်နေရတာအမီပဲနော်အဲ့လိုမျိုးနားလည်ဖို့လေ14ခုချော့ပိတ်ချလိုက်တယ်ရိုးရိုးပိတ်တာမဟုတ်ဘူးစေဝါစီရိုက်ခဘာမှဒီဖက်ကောက်မပိတ်ဖို့တော့ဘူးရလကပါဖြစ်လေအဲ့မှာရှမ်းမြောက်မှာလိုင်းကျသွားရလားမသိဘူးပြောရင်းဆိုရင် ရုပ်ကြောင်ပြောတာပြီးတော့ရရမလားเนาะအဲ့တော့ဆေးရှင်းလေးပဲဘာမှမဖြစ်ဘူးဆိုတော့ကုတ်ဈေးနှုန်းသုံးဆတက်သွားတယ်အဲ့ဒီ2024မှာတစ်ဆန်ဆက်ကအပိုင်းမှာကုတ်ဈေးနှုန်းသုံးဆတက်သွားတယ်လူထုငတ်လာတယ်ခေါင်းဆောင်တွေအနေနဲ့ခမသာကိုကန်ခေါင်းဆောင်ခမသာတအောင်ခေါင်းဆောင်ဆိုရင်ဘာကိုကြည့်မှလဲအဲ့လူတွေအဲ့ဒီလူတွေကိုအငတ်ခံပြီးတော့ဆက်ပြီးတော့တိုက်ရမှာလားအဲ့လူတွေအတွက်လူအပ်တဲ့အခြေအနေပေါ်မှာမိစဉ်ကြီးကားတော့မှာမဟုတ်လား အဲ့တော့မိစင်ကြီးကပြီးတော့ပပနနနဲ့သူပြည်သူလူထုအတွက်ငတ်ပြနေတာကိုတရုတ်နဲ့ပြောဆိုလာရတဲ့ဥစ္စာပေါ်မှာနော်တရုတ်ကမင်းစကားကနားမထောက်ဘူးငါတော့ဆက်လုပ်မယ်ဆိုရင်လွယ်ပါမလားအဲ့လိုပြောလို့စဉ်းစားကြည့်လေနော်လောကပိတ်ဆို့ထားတဲ့အချိန်ဒီမှာအရေးပေါ်လူနာတွေမိရေရေတွေမပေးဘူးလေဗျအဲ့ရနေရတာကိုကန့်ဒေတာဟာဘာမှစိုက်ပြလို့မရတဲ့ဒေတာနော်အဲ့ကြောင့်မို့သူတို့ဒါကာစီနိုတွေပါတယ်ဖက်ပြောင်းသွားတာပဲအရင်က ဘာမှစိုက်ပြလို့မရတအောင်မှပဲစိုက်လို့ရသေးတယ်နည်းနည်းလောကမိခူရတဲ့ပေါ်ကိုပြောချင်တာတရုတ်လူမျိုးဆိုပြီးတော့ခင်ဗျားတို့တွန်းပို့တာပေါ့ဗျာထားလိုက်ပါအောင်နောက်တစ်ခုကကြည်အစ်စ်နဲ့ချိတ်ချောက်တာပို့ဆိုးတယ်2024အော်ဂေါလာမှာတရုတ်တောင်ပိုင်း PAA တပ်ကရွှေလီနယ်စပ်တစ်ချောက်မှာ light fire drill လို့ခေါ်တဲ့ကြည်အစ်စ်တွေလက်နက်ကြီးလက်နက်အစ်စ်တွေနဲ့စစ်ရေးလေ့ကျင့်တယ်ဘာလို့ဖို့လေ့ကျင့်တာသူကဒီမှာလာပြီးတော့ထိုင်ဝမ်လည်းမဟုတ်ပဲနဲ့ဒါဟာဆာရွက်ပေါ်ကတတိပေးစာမဟုတ်ဘူး ကြီးစံအစစ်တွေနဲ့ပြစ်ပြတာဒုံတိုင်းကိုမမြေတွေပါတုံးတယ်။တောင်ကျူတောင်ချောင်းမှာရှိတဲ့ပြစ်မှောက်တော့မှဘယ်လောက်ထိပြစ်ပြနိုင်လဲဆိုပြီးတော့မှပြလိုက်သေးတယ်။ဟုတ်လားဘယ်နည်းသုံးရက်လောက်မသိလေ့ကျင့်တယ်လေ။မြန်မာဖက်ချန်းကမြေကြီးတွေပါတုံတဲ့အထိကိုကြီးကြီးမားမားပြစ်ပြတာ။ဒါပါသဘောလဲ။ဆိုလိုချင်တာကရှင်းရှင်းလေးပဲမင်းတို့ငါ့စကားနားမထောင်ရင်ငါ့တက်တွေကဝင်လာလို့ရတယ်ဆိုတော့ပေါ်တင်ဖျဲပြတာပဲ။ကျွန်တော်တို့အနိုင်ကျင်းတာပေါ့လက်တွေပြတာ။ MNDA တို့တရအေတို့ရှေ့ဆက်မတိုးရတာအဲ့ဒီတိမ်တပ်ပြောင်းတက်နေကြီးပြောင်းလေးကိုမြင်နေရလို့ပဲနောက်တစ်ချက်ကနော်ဒီလိုမျိုးပဲ TNA ကိုကျွန်တော်တို့အခုမရက်ခင်မှာဥဆုံးဝန်နေပေးတာကမိုးကုတ်မိုးမိတ်မရောက်ခဲ့ပထမအစမှာရွှေလီရနေပြီးတော့ပြောတဲ့စကားနော် လာရှိုးတွေမန္တလေးတွေဖက်ကိုမေးလို့မလာနဲ့လာရှိုးတိုက်ဖို့လုံနေတယ်ကိုကန်ကအဲ့မှာလာရှိုးဖက်ကိုလည်းပိတ်ထားတာကိုမန္တလေးဖက်ကိုဆက်တိုးဖို့ရှမ်းမဆစ်စစ်ရင်းနဲ့တိုးဖို့လုံနေတဲ့အခြေအနေမျိုးမြင်ရတဲ့အချိန်မှာလောက်ကမလောက်လာနဲ့ဘာလဲကြောက်ရွံ့ကြိုးနှွန်သွားအောင်ဆိုတဲ့လူမိုက်စကားပြောတာပဲအဲ့ဒီကနေစတာပဲလေစက်တိုက်မဟုတ်လားခင်ဗျားတို့ပြောခံရမယ်ဆိုရင်ဘယ်လိုလုပ်မလဲတာမျိုးနားလည်းပေးဖို့လိုတယ်သူတို့ပြောခံမယ်ဆိုရင်တအောင်ပလာမျိုးပြုတ်သွားမှာကိုကန်မျိုးပြုတ်သွားမှာ ကချင်လူမျိုးတရားစသားရှိရင်တော့တမျိုးပေါ့ဒါမျိုးနားလည်းပေးဖို့ပြောနေတာကျွန်တော်ကဒီတော့နောက်တစ်ချက်စဉ်းစားကြည့်ဦးစိတ်ကောက်စီဖက်ကရောလော့လားဆိုတော့မလော့လတ်ပါဘူးသူတို့ကကြတော့အလိုတူဓာစာခန့်ဟိုမားကြတော့အဖိနှိတ်ခန့်အကြံပဲလောက်ကတင်နှက်တင်နဲ့ထောက်တာတင်နှက်နဲ့တေးတာလာနော်စိတ်ကောက်စီဘယ်လိုမျိုးပေးလိုက်လဲစဉ်းစားကြည့်ပါဦးတဆန်နဆခွန်တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာရခိုင်မပြ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 တိုက်နေတဲ့အချိန်မှာကြောက်ဖြူစာချုံတော့မှနေပြီးတော့မှရအောင်လက်မှတ်ထိုးပြီးတော့ 2023နှစ်ကုန်ပိုင်းဒသန်ဆက်ကောဆစ်ဆင်ရေးပထမလိုင်းမှာစစ်ကောက်စီအကြီးကျယ်ရှုံးနေတဲ့အချိန်မှာကိုစကမ်းတွေရာချီပြီးဆော့လွန်နေတဲ့ရှမ်းမြောက်အစရက်ခိုင်ထိပေါ်လို့လေဒီဇင်ဘာ26ရက်နေ့မှာ2023ကြောက်ဖြူရင်းနဲ့စစ်ကမ်းဖြည့်ဆွတ်ဆောက်ချုံးဆိုပြီးတော့အလင်းစလိုလက်မှတ်ထိုးလိုက်တယ်မဟုတ်လားကိုရောကိုဝါပါပြီဒါပေမဲ့လက်လက်ထိုးလိုက်တော့ပြောတာတတန်းအဲ့လိုမျိုးတရုတ်ကစီးပွားရေးကစားကွက်ကိုရာတလောက်ယူသွားတာပဲသူကအဲ့လိုမျိုးရှိနေတော့ တရုတ်ကဟစ်ကောက်စီကိုထားရမှာပဲလေအဲ့လိုမျိုးအခြေအနေနော်ဘာဖြစ်လို့လဲအတိုင်းပြည်မီးဟုတ်ဟုတ်တောင်းနေတဲ့အချိန်မှာတော့တရုတ်ကအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ပေါ်မှာစစ်ကောက်စီအောင်မခန့်ချက်လက်မှတ်နေပြီးတော့မှရေးထိုးပေးလိုက်တယ်ဒီဇင်ဘာ26ရက်နေ့မှာဘာဖြစ်လို့ပေးလိုက်လဲမရေးထိုးပေးပဲဖြစ်ဖြစ်တခုခုသဘောတူမျိုးတခုခုမပေးဘဲနဲ့ကိုမရဘူးဘာဖြစ်လို့လဲသိလားစဉ်းစားကြည့်ကုလားမှာဗီတိုအာနာနဲ့ပဲ့ပဲ့ပေးနေတာတရုတ်အဲ့ဒါမရှိရင် စစ်ကောက်စီရဲ့နိုင်ငံရေးထွက်ပေါက်ပလုံးဆိုပြီးတော့ကြောက်သွားပြီးတခါလဲသိသွားလိမ့်မယ်နိုင်ငံတကာတော့ဝင်ဖမ်းလို့ရမယ်ပြီးတော့ဗီတိုအာနာလေးဆက်တုပ်ပေးပါခင်ဗျာဆိုပြီးတော့စာချုပ်ကိုလက်မှတ်ထိုးပေးလိုက်တာစစ်ရှုံးနေတဲ့အချိန်မှာလောက်တရုတ်အလို့ကြလိုက်လုတ်ပေးနေရတဲ့စစ်ကောက်စီရဲ့ကြုံဘိုးကပို့ဆိုးတယ်နောက်တစ်ချက်ကအကြောက်စရအကောင်ဆုံးချက်ကနော်ကျွန်တော်ပြောတဲ့ကိုကန့်လောက်ကန့်မှာကြားဖြတ်စကန်ရှင်းတော့အချိန်ပေါ့ကျွန်တော်ပြောတဲ့အချက်ပဲတရုတ်ကမီးပိတ်တယ်အင်တာနက်ဖြတ်ချလိုက်တယ်နော် မိစိတ်ပြတာမဟုတ်ဘူးပိတ်ချတာမြောက်ပိုင်း EAO တွေရဲ့လျှက်စစ်မီးနဲ့အင်တာနက်အတွက်တရုတ်ကို100%မိခူရတာ Yes or no တရုတ်တရလားအဲ့ဒါမျိုး100%တော့စတားလင်းမဟုတ်ဘူးတရုတ်ကိုမိခူရတာလျှက်စစ်မီးကိုကမ်းမှာဆိုရင်တောက်တော့ရေးပါပါသေးတယ်ဒီတော့ကျွန်တော်ပုံမှာပြထားတဲ့ခလုတ်ဆစ်ပုံစံလေးအာမဟုတ်ဘူးဆစ်ပုံစံကတကယ်တော့တာတိတာရိုက်တင်မဲ့ဥစ္စာတိတာပုံရှိတယ်ကျွန်တော်မရိုက်တင်မဲ့တဲ့ခါလေးပြောလိုက်တာ စက်ခလုတ်လေးတစ်ခုကိုအပိတ်ဖွင့်လှုပ်လိုက်တော့နဲ့ဒီဖက်ကလေးကလောကသေဆိုသေရှင်းဆိုရှင်းတရတရတိုင်းပြီလို့မမောင်မဲပြီးဖြစ်သွားလိမ့်မယ်ဆိုးတာကစက်ပွဲဖြစ်နေတဲ့ပီကစားအချိန်မှာအရေးပေါ်လူနာတွေအများကြီးရှိတယ်ဆေးရုံလည်းပတ်ဖို့မီးမရှိဘူးနောက်လို့စဉ်းစားကြည့်လေတရခန့်နိုင်မလားသူတို့နရခန့်နိုင်မလားတော့ရက်လောက်လေးရက်လောက်ဆိုရင်အဲ့လူတွေပိတ်ပြီလေသွေးလွန်ပြီးတော့မီးမရှိဘူးအောက်ဆီဂျင်ဆက်လက်ပတ်လို့မရဘူးလေစဉ်းစားကြည့်ဘယ်လောက်ထိဖြစ်သွားမလဲဆိုတာ အဲ့ဒါမျိုးတွေလောက်တာပြီးရင်တရုတ်ကအဲ့လိုပြပြတင်းတာရိုက်ပြီးရင်မုတ်လေးပါလေးနဲ့ပြန်ချော့ကျွေးတတ်တယ်သူကနော် carrot and stick ပေါ့ဗျာမုတ်လာဥနီလောက်ပေါ့ဗျာဒါမူတော့ဒါဘက်တော့လာပဲသူကပုတ်တစ်ချက်ဒုတ်တစ်ချက်ပေါ့ဆိုလိုချင်တာကတရုတ်ခလုတ်တစ်ချက်နှိပ်တာနဲ့အဲ့ဒီကိုကန်တို့အဓိကကိုကန်တို့ရှမ်းမြောက်တို့ဒါကုန်းတဲ့ပိတ်တီသားလေးလမ်းလုတ်ဖြစ်နေတဲ့နေရာတွေကအကုန်မောင်းသွားလိမ့်မယ်ဆေးရုပ်တွေဆက်ရုပ်တွေရက်မယ်ကုတ်သွေးကြီးပိတ်တာတဲ့ပို့ဆိုးတဲ့ အသက်ရှူဘိုက်ကိုဖြုတ်ပစ်လိုက်တာနဲ့တူတဲ့ခြေချောင်းမှုမျိုးဘယ်သူမှမခံနိုင်ဘူးဒါတော်တော်ခိုင်မာတဲ့အချက်လက်နဲ့ပြောနေတာဘယ်သူမှမခံနိုင်ဘူးနော်ဥပုတ်တက်ရှင်ကိုစိတ်ကုခိုင်းတဲ့အစားအဲ့ကောင်အစားတရတော့ဆိုးတယ်ဥပုတ်တက်ရှင်တယောက်တည်းပဲသေးဟိုမှာကအကော်လို့ဖြုတ်ပစ်ထားတာညော့တယောက်ကအဲ့လိုမျိုးဟာကိုရိုက်ပြီးတာနဲ့မော်ဒီဘာတွေကျွေးပါတယ်နော် KIA တို့ဘာလို့လဲတင်းခန့်တာပဲနော်တကားဒီပိုက်ပိတ်ပစ်လိုက်တယ်အဲ့မှာ ဆိုဦးစကုတ်တရားလုံးညောင်တိုက်ပြီးတော့ ਨੇ ဒါမဲ့ဒီပြီးခဲ့တဲ့အောက်တိုဘာ30မှာပဲ KIA နဲ့မြတ်ဂဲကိုပြန်ဖွင့်လာတာတရုတ်ကသူ့လိုတော်ရှိတဲ့အတွက်ကြောင့်ပြန်ဖွင့်ပြလိုက်ရတယ် KIA ကတင်းခတ်နိုင်တဲ့ရေရှားရှိလို့တခြားတခြားဟာတွေရှိလို့ပေါ့ KIA ကအဲ့ဒါရှိလို့တင်းခတ်နိုင်တာဟိုမှာကဘာမှမရှိဘူးဒီတော့ပြန်ဖွင့်ပေးလိုက်တဲ့ဆိုရအမျိုးစီမားတို့ဘာတို့မပါလာတဲ့တည်င်းရှိတယ်ဂိတ်ရှိဂိတ်လို့ပြန်ဖွင့်လိုက်တဲ့ KIA မှာเนาะဒီတော့ TNA မြောက်တရုတ်နယ်စပ်နဲ့အဝေးဆိုရင် TNA နယ်မြေမှာတရုတ်နယ်စပ်ထွက်ပေါက်တကိတ်ရှိတယ်လေ။ဘာလဲနတ်ခမ်းမူးဆက်နတ်ခမ်းလန်းလာပြီးရင် TNA နယ်မြေရဲ့စီးပွားရေးအသက်သွေးကြောအလုံးအလုံးဟာဝေးပေမဲ့ပြီမားနေပြီးတော့စက်ကောက်စီနဲ့တိုက်နေတဲ့အချိန်မှာပြီမားဖက်ကအကုတ်ပိတ်ထားတယ်။အယူကြီးလည်းမကူညီနိုင်ပါဘူး။ဒီဘက်ကအကုတ်ပိတ်ထားတဲ့ဥစ္စာကိုတရုတ်ကထပ်ပိတ်ရင်သူတို့ကဘာနဲ့စားမမလို့လဲ။ဝေးတယ်ဆိုတာရခိုင်နားမှာမျိုးမဟုတ်ဘူးလေ။ တစ်ဖက်ကဖွင့်ပေးမဲ့အမိခိုးလည်းမရှိဘူးလေစစ်တိုက်နေတာကစစ်တပ်နဲ့လေဒီဖက်ကဒီတော့စစ်တိုက်နေတဲ့ကောင်ကပိတ်ထားပြီးတော့ဒီဘက်ကကောင်ကလည်းပိတ်ထားအိရှိယကနေမီးရှို့နေတဲ့အိမ်နောက်ကနေထွက်ဖို့ဥစ္စာကိုဓားနဲ့စီးပြီးခုတ်ဖို့လုပ်နေတယ်အခြေအနေပဲလေတူတူပဲလေဒီတဲ့ပို့ဆိုးတာကဒီတောက်ဖက်လုံးရဲ့ဆက်ဆက်မှုပတ်သက်မှုတွေအားလုံးတရုတ်ပြည်ကနေပြီးတော့ဒါဥပမာပေါ့ကျွန်တော်ပြောခဲ့ဘူးပါလေဘန်ကတ်တွေအလုံးဘန်တွေငွေစည်းရင်းတွေအလုံးကတရုတ်ဘန်တွေမှာပဲရှိတာအမေရိကန်မှာမရှိဘူး ဒါတွေကဆက်ဆက်နေပါလေ TNA တို့ရဲ့တက်ရောက်မှုကဒီဘက်ကပြည်မကရန်သူတိတ်ထားတယ်တဖက်ကပိတ်တယ်တူတူပဲ TNA မှာနဇက်ထပ်တော်ခုရှိတယ်အဲ့ဒါပိတ်တာလားဒီတော့ဆက်ပြီးတော့ပြောရမယ်ဆိုရင်လမ်းရလေဒီဘက်မှာမလဲဘူးရရရလားမသိဘူးနော်ဆက်ပြီးတော့ပြောရမယ်ဆိုရင်ဆက်တရုတ်ကရှင်းရှင်းလေးပဲသူကြိုင်ပိတ်မကြိုင်ပိတ်မယ်ကြိုင်ဖွင့်မယ်ဒါပဲဥပမာပေါ့သူတို့လိုချင်တာရှိရင်ဖွင့်မယ်မြေရှားရှိလို့ဂိတ်ပြန်ဖွင့်တယ်ပေါ်တေပဲအာ KIA နဲ့ညှိတာမဟုတ်ဘူးနော်သူကသူဖွင့်ပေးလိုက်တာ နောက်တစ်ခုကလိုချင်ရင်ဖွင့်ပေးမယ်သူတို့အမြင်ကိုင်းမကြိုက်ရင်ပိတ်မယ်မကြိုက်ရင်ပိတ်တာကတိတတာကကောက်သွေးကြီးလမ်းမဥပမာပေါ့မူဆယ်ကနေပြီးတော့လာရှိုလာရှိုကနေပြီးတော့မန္တလေးလမ်းမကြီးပေါ်မှာဆိုရင်ချက်ချင်းကိုတက်ရောက်မှုရှိတယ်လာရှိုလာတာနဲ့လေအဲ့လိုမျိုးမြင်တာပါတယ်ဒါတရားတော့ဒါဟာတရုတ်မူပါတာအစ်စ်ပဲတရုတ်ကမြင်ခွင့်ကအဲ့လိုပဲသွားတယ်ပြီးတော့အဲ့အချက်တွေကိုကြည့်ပြီးတော့မေးစရာရှိတာက တရုတ်ကမြန်မာပြည်မှာဘသူ့ကိုမှအပြတ်သက်နိုင်စေခြင်းပုံမရှိဘူးထိ ंछ ုတ်ထားတဲ့မငြိမ်မသက်မှု control instability ကိုပဲလိုချင်နေတယ်ဆိုတော့ကျွန်တော်ပြောတော့လက်ခံလားလက်ခံရင် agree yes လို့ရေးခဲ့ပေးလက်မခံရင် no လို့ရေးခဲ့ပေးဘသူ့ကိုမှအပြတ်သက်မနိုင်စေခြင်းဘူးထိ ंछ ုတ်လို့ရတဲ့မငြိမ်မသက်မှုအခြေအနေတစ်ခုပဲလိုချင်တယ်ရေနောက်နေမှငါဖမ်းလို့ကောင်းတယ်နော်စံပြုတ်ဈေးကွက်ရဖို့တွားတွေအလုံးရိုက်ချိုးထားတဲ့အကွက် ကျွန်တော်ပြောခဲ့တာပါလေဆိုတော့သူတို့စက်ကပုတ်ပဲနော်သူတို့စက်ကပုတ်ပဲရေနောက်မှာငါဖမ်းလို့ရတယ်ဆန်ပြုတ်ဈေးကွက်ရောက်ဖို့သွားတယ်အလုံးရိုက်ချူးပစ်တယ်ဘာလို့လဲသူကဆန်ပြုတ်ချက်ရောက်မယ်လေစစ်ဖြစ်နေမှာလက်နဲ့ရောင်းလို့ရတယ်ဆိုတဲ့သဘောနဲ့ခက်ဆစ်ဆင်ပါပဲဒီတော့ဒါမှန်လားသဘောတူလားလက်ခံလားလက်ခံ yes လို့ရေးနော် yes လို့ရေးတာတွေလည်းများပါတယ်ကျွန်တော်ကျွန်တော်ပြောချင်တာထပ်ပြီးတော့ကျွန်တော်တို့ဒါ yes လို့လည်းနားလည်ရသနဲ့ကျွန်တော်တို့သတိထားမှာက geography is destiny ပဲပထဝီအနေထားကဖန်တီးထားတဲ့ပထဝီကျိစာပဲအဲ့ဒါရွှေ့ပြီးတော့အိုးမပါလဲဟိုအန်တာတီကာတိုက်တွေပါဒီမှာသွားရှာလိုက်လို့မရဘူးမြန်မာနိုင်ငံမြေပေါ်ကိုကင်ပြီးတော့လေဒါဟာရှိတရားပဲလေပထဝီကျိစာပဲလေအော်တိုတင့်နေတာတန်းထောက်တန်းထောက်900နဲ့58တန်းရဲ့ပထဝီကျိစာပဲလေ1800လောက်ပါလားမသိတော့ပါဘူး1400လား1800လားမေ့ကုန်ပြီထားလိုက်ပါတော့ တန်းတစ်ထောင်ကျော်ကျွန်တော်တို့ကသူ့ရဲ့တပုတ်တရာလားတော့မပြည့်ဘူးကျွန်တော်တို့က58တန်းပဲရှိတယ်။တယောက်ချင်းထောက်မလို့ဆိုခေါ်လာကြည့်ပါလားကျွန်တော်တို့သိနေကြပြီ။ဒါတဘောတွေပြောတာပါ။နောက်တစ်ခုကအဲ့ဒီအတွက်ကျွန်တော်တို့အားကိုးဖို့ပတ်ပတ်လည်ကြည့်လိုက်တော့အိန္ဒိယလည်းဘာတွေမှမသိထိုင်းလည်းသူ့ဟာသူရှုပ်ချက်ခတ်နေတယ်။သူ့ဟာသူကိုရှောင်နေရတော့သူကနည်းနည်းဝေးလို့အနောက် EU US ကစာနာပါတယ်ညတာပါတယ်နော် TPL လောက်ပြီးပြန်ပို့မယ်လုပ်နေတယ်အခုပဲ။ကြေညာချက်ထုတ်ပေးနိုင်တယ်ဆိုလိုချင်တာကတအားကို ဒီမိုကရေစီစံရင်တော့မှနော်လူသားချင်းအကူအညီပေးလာအမြင့်ဆုံးပဲဒါပေမဲ့သူတို့ရဲ့စံတအိတ်ကြည်တောက်ပို့ဖို့ကြတော့သူတို့မှကျွန်တော်တို့လိုမျိုးထိဆက်နေတဲ့နေဆန်းမရှိဘူးတရုတ်ကကြတော့ကျွန်တော်တို့အိမ်နောက်ဖေးခြံထဲထိကာမဝီဝင်လာလို့ရတယ်ခုကောင်ကစံတအိတ်ပေးချင်တော့မှပဲမင်းဲကိုလာရမှမြေရှုပ်မိုးပြန်ပြီဒီမှာကကာမဝီတော့အိမ်နောက်ဖေးခြံထဲထိရောက်တယ်တရုတ်ကလေဒါကိုကျွန်တော်တို့က တိနေတဲ့အတိုင်းဒါဟာပထဝီထိဆက်နေတဲ့ဥစ္စာဘယ်လိုရှောင်ပါလဲပြီးတော့လည်းမနေ့တနေ့မှဖြစ်လာတဲ့ကဘာကြီးလည်းမဟုတ်လေဒီတော့ပြောချင်တာကကျွန်တော်တို့ပြည်သူတွေဒါနားလက်ထားမှာက EAO ကားဆောက်တွေတရုတ်နဲ့သွားတွေ့လို့တရုတ်ဖိအားကြောင့်ဘသူပဲတွေ့တွေ့တွေ့မှာပဲတစ်ဖွဲတစ်ဖွဲ emotion တအားဖြစ်လို့မရဘူးဘာလို့ဆိုရင်ဒါဟာအိမ်မှာရေပိုက်ခေါက်တစ်ခုပဲရှိတယ်အဲ့ဒီရေပိုက်ခေါက်ကိုလူမိုက်တယောက်ကပိတ်လိုက်ဖွင့်လိုက်လုံနေရင်ခင်ဗျားတို့အဲ့ဒီလူမိုင်းနဲ့အဆင်ပြေအောင်ပေါင်းမှရေချိုးရမှာ မျက်နှာတိတ်ရမှာမဟုတ်လားကျွန်တော်ပြောတာအဲ့လိုပဲလေအိမ်မှာရေပိုက်ခါတစ်ခုပဲရှိတယ်အဲ့ဒီရေပိုက်ခါကိုလူမိုက်တယောက်ကဖွင့်ကစားလိုက်ပိတ်ကစားလိုက်နဲ့သူ့နေရာလေးသူလှုပ်ချင်လို့လှုပ်နေအဲ့ဒီလူမိုက်နဲ့အဆင်ပြေအောင်ပေါင်းပါခင်ဗျားတို့ရေချိုးရမှာလုံးဝသူတအားနဲ့လိမ့်မယ်ဒါဟာရှင်တန်ရက်တည်ရေးဆာဗိုင်ဘယ်ပြဿနာပဲဒါဟာအရှိတရားပဲရေချိုးတဲ့ဥပမာလောက်ပဲပေးတာလေ နော်တခြားဥပမာတော့မပေးဘူးဒီတော့ညီကုန်းချုပ်အနေနဲ့ကျွန်တော်ပြန်ပြီးတော့ချက်သုံးချက်ပြန်ချုပ်ရရင်ကျွန်တော်တို့စဉ်းစားကြည့်ရမှာကတိုင်းရသား EAO ရှမ်းမြောက်အဓိကပေါ့ကုန်းတွင်းပိတ်လမ်းလုံး UWSA တို့ဘာလို့မျိုးဖြစ်တာတပိုင်းရှမ်းမြောက်တို့ကဓာတ်စခန့်အခြေအနေနဲ့နေရတာတရံဇာတာလိုမျိုးရှိရင်တော့တမျိုးဒါမှမဟုတ်လေတခြားတခြားအားကိုးရတစ်ခုခုရှိရင်တော့တမျိုးเนาะရှမ်းမြောက် EAO တော်တော်များများဥပမာပေါ့ဒီ10နဲ့10ခုဆို UWSA ထားလိုက်တော့သူကဆရာကြီး အာကိုကန့်တို့တတီအဲတို့ဆိုတော့တရုတ်ရဲ့မီခလုအောက်မှာအဖွင့်ပိတ်အောက်မှာနေရတာမီလာမယ်နော်ရေပိုက်ခေါင်းအောက်မှာနေရတာရေချိုးရမယ်စစ်ကောက်စီကတရုတ်ရဲ့ဗီတိုအောက်မှာရှိနေတယ်ဗီတိုအာနာကိုပုတ်ပေးလိုက်ရင်နိုင်ငံတကာမှာရောက်သွားတယ်ဘာမှအရေးယူအမိတ်ချလို့မရဘူးဗီတိုကြီးနဲ့ကောက်ကောက်ပေးလိုက်တယ်ကုလားမှာကုလားလည်းဘာမှလုပ်လို့မရပါဘူးဒါပေမဲ့အာဗီတိုအတွက်အကြောင်းပြချက်နဲ့တခုပြီးတခုစစ်ကောက်စီကနေတက်ပြီးတော့ယူလို့ရတယ် နှစ်ဖက်စလုံးအားတရုတ်လက်ခုပ်တွေကရေတွေပဲလက်ရှိတော်လိုင်းမှာအပြင်းထန်ဆုံးတိုက်တာက10 20စက္ကန့်အအောင်မြင်ဆုံးနဲ့အများဆုံးတိုက်တာက10 20စက္ကန့်တရုတ်လက်ခုပ်တွေကရေတွေချင်းချင်းချကြတာပဲနော်ကျွန်တော်တို့တော်လိုင်းဘက်ကလိုက်တိုက်တာကနည်းနည်းပဲတည်ပြီးတော့နောက်တစ်ခုကတရုတ်ရဲ့ရည်ရွယ်ချက်တရုတ်ကကျွန်တော်တို့ဒီမိုကရေစီကိုတအားကြောက်တာတော့မဟုတ်ဘူးသူတက်ပြဿနာမရှိဘူးသူကအာဏာရှင်တရားကင်ထားပြီးတော့သူအောက်မှာဒီမိုကရေစီရောင်ရောင်နဲ့အော်ကွန်မြူနတီဗာရှင်းအစ်တဲ့နဲ့တွားနေတာ ကျွန်တော်တို့ကဒီမိုကရေစီကိုကြောက်တော့မရတော့မျိုးစိတ်ပူလို့မဟုတ်ဘူးမင်းမက်စီရဲ့ဗျံပတာအခြေအနေနဲ့အမေရိကန်လိုလားတဲ့အစိုးရကိုကြောက်တာတရုတ်ကြောက်တော့အားမင်းမက်ဗျံပတာဘာတွေမှမသိစစ်ပီးရင်လေးလေးပေါ်လာတဲ့အခြေအနေနဲ့အမေရိကန်လိုလားတဲ့အစိုးရအလောက်အလောက်လောက်မလို့ဘူး UNG ပြောချင်တာဒါကြောင့်လည်းသူကဘသူ့ကုံမှာအပြတ်တက်မနိုင်စေချင်တာပဲပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲ တရုတ်ကိုဆဲနေလို့တရုတ်ဟောက်ထီလိုက်လို့တရုတ်ဟောက်ဖောက်ခွဲလိုက်လို့ဘာဖြစ်လာမလဲပေချော်လေးအစိုးရစဉ်းစားကြည့်ကြီးပဲပြဿနာဆဲနေရုံနဲ့ဘာမှမထူးပါဘူးဆိုလိုချင်တာကနိုင်ငံတကာအကူအညီတောင်းလို့လည်းရတယ်တောင်းချင်တောင်းပြပြသသတောင်းအမေရိကန်ပြောနေတယ်ခါရဲမေးခင်ဗျားတို့ထီရောက်တဲ့အကူအညီမပေးနိုင်သေးငါတို့ဟာတရုတ်ရဲ့ဓာတ်စကန်ဖြစ်နေအောင်ပါပဲပြောလိုက်ပြီးပြီပေါ့ပြီးတာပဲဥစ္စာဘူးမကူညီမပေးဘဲနဲ့ဟိုလိုတိုကနာစိတ်ကနာဘာပြောလို့ပြောနေမှမသိဘာလုပ်နေမှမသိအခုချိန်ထိ အမေရိကန်ကပါလို့ပေးလို့တယ်မင်းတို့အခုညီမပေးသေးရငါတို့ဟာတရုတ်ဒါစခန့်ဖြစ်နေအောင်ပါပဲအဲ့ဒီဇက်ကြောင်းနဲ့ပြောနေလိုက်ပြီးပြီသူကသူပေးရင်အချိန်တိုင်းပေးရင်ယူတယ်မပေးမယူနဲ့ပေါ့အဓိကဟာပြည်တွင်းရဲ့အားပဲပြည်တွင်းရဲ့အားပြည်တွင်းရဲ့ညီညွတ်မှုအားနဲ့ပဲသွားတာကျွန်တော်တို့အင်အားကိုတီးတာကျန်တဲ့ဥစ္စာတွေကဆန္ဒရှိမှအကျိုးရလရှိမှလာတာနော် အရေးကြီးဆုံးကအဲ့ဒီ unity of leverage ညီညွတ်မှုကဩဇာပဲကိုယ့်အခြေချင်းမှာဘာလို့မှမညီညွတ်လို့မရတဲ့အခြေအနေတရုတ်ကြောက်တာဟာပြိုကွဲသွားမယ်မြန်မာနိုင်ငံနော်အခုလိုမျိုး UNG ပဲထားလိုက်ပါဦး EO တွေပဲနိုင်ငံရေး legitimacy အားကိုးနဲ့ဒီဘက်က de facto အားကိုးနဲ့ပေါင်းမယ်ဆိုရင်တော့ပါခင်ဗျားတို့အောင်မခံချက်မဖြစ်မနေပေးရမှာကငါတို့နိုင်တိုက်ပြီးမပြတ်ဘူးဒီတော့ဘယ်မှာလဲခိုင်မာတဲ့ဖွဲ့စည်းပုံမင်းမှာပဲလေဒါအခြေပဲအခြေခံပဲ ငါတို့နိုင်ရင်တိုင်းပြည်မပြတ်ဘူးငါတို့မှာစနစ်တကျနဲ့သွားမယ်ဒီမှာအုပ်ချုပ်ရေးဒီမှာနိုင်ငံတစ်ခုတည်ဆောက်မယ်ဖွဲ့စည်းပုံရှိတယ်ငါတို့မေတို့ပိုက်လိုင်းတွေကိုစစ်ကောက်စီထက်ပို့ပြီးလှုပ်ချုပ်အောင်အာမခန့်နိုင်တယ်မေတို့စိတ်ပူစရာမလိုဘူးအာမခန့်ချက်ခက်ခိုင်းမှမှပေးနိုင်မှခင်ဗျားတို့ဒီကစားကွက်ကိုကြော်နိုင်မှတရုတ်ကစားကွက်ကိုကြိုက်တယ်လို့ပြောနေမရဘူးဒီကွက်ပဲရှိတယ်ဒါဟာတရုတ်ကိုအားကိုးနေတာလည်းမဟုတ်ဘူးအကျိုးသူပူပန်းဖို့တခုခုရဖို့မျှော်လင့်နေတာလည်းမဟုတ်ဘူးတရုတ်လောက်အိတ်ထက်ကရုတ်ထက်ဖို့ ရတဲ့နီလန် အပေါက်ရှာပြီးတော့စူးစမ်းနေတာအခြေအနေမှန်အောင်မြင်အောင်ကြည့်ပါစိတ်တက်ကြစရာမလိုဘူး TIA တရုတ်ကိုဆွေးနွေးလို့သူ့ရဲ့အခြေအနေရ AA လက်ဆွေးနွေးမှာပဲ KIA လက်အခုမဟုတ်ရင်တော့တစ်ချိန်မှပြောမှာပဲဒီတော့ဒါပြောလို့ဆိုပြီးတော့တက်ဆဖောက်ဆိုပြီးတော့တတ်မှတ်လို့မရဘူးခင်ဗျားတို့ကအစွဲနဲ့ကြည့်တာစိတ်ကူးရင်ဇလန်းနဲ့လိုချင်တဲ့ပုံစံစစ်ကောက်စီကိုနေပြီးတော့ဒီလာတိုက်ပေးရမယ် TIA AA တို့ MDA တို့ကသူ့ဝတ်စုံနဲ့မရရင် PDA ဝတ်စုံဝေါ်ပြီးလာတိုက်ပေးရမယ် စိတ်ကူးရင်းနေတာလေအဲ့လိုမျိုးစိတ်ကူးရင်းလို့မရဘူးဆိုတော့ကျွန်တော်ပြောချင်တာလက်တွေ့ကြကြဘယ်လိုစုစည်းချီနှောင်မလဲဆိုတာကိုကြည့်ပြီးတော့နော်အနာရှိရင်လည်းဖြတ်ပြစ်ခြေထောက်တွေမကြည့်ပြကိုညီညီခြေထောက်ဖြတ်ပြစ်ရရတဲ့တဲ့ပေါ့ခုတ်ဖြတ်ပေါ့